အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကန်ရေမြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်ထည့်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကန်မှာရှိတဲ့မနာလိုမုန်တိအဆုံးရောက်သူတွေဟာ Elon Musk ရဲ့ Las Vegas မှာရှိတဲ့ Tesla ကားပြုပြင်တဲ့စာအုပ်မှာရပ်တန့်ထားတဲ့ Tesla ကားတွေကိုတနက်နေ့ပြစ်ခတ်မိရှို့တဲ့သတင်းတွေပဲဖြစ်ပါတယ် သတင်းအဖြစ်ဆုံးကတော့ CNN သတင်းဌာနက match 19 2025မှာတင်ဆက်သွားတာကတော့မနေ့ကအင်ကနေ့ match 16 2025မှာတော့အနောက်ရောင်ဝစ်ဆင်ထားတဲ့လူတယောက်ဟာ Las Vegas မှာရှိတဲ့ Tesla ကားပြုတ်ပြီးရေးဆက်ယုံတွင်ရပ်ထားတဲ့ Tesla ကားတွေကို ပြစ်ခတ်မိရှို့ခဲ့ရာ FBI အနေနဲ့ FD ကိစ္စဟာပြည်တွင်းအကြမ်းဖက်မှုနဲ့သက်ဆိုင်သောကြောင့်စတင်အပြင်းထန်ဆုံဆန်းနေပါပြီ။ အင်္ဂါနေ့မှာ Las Vegas ကပလိတ်အဖွဲ့ကထုတ်ပြန်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ပလိတ်ဌာနကပြောရေးဆိုခွင့်ရှိသူ Dori Koren ကပြောတာကတော့ဒါဟာရည်ရွယ်ချက်ရှိရှိနဲ့ Tesla ကားတွေကိုလုပ်ငန်းကိုဖျက်ဆီးတဲ့အမှုဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။အင်္ဂါနေ့မနက်စောစောနာရီ45လောက်မှာ Tesla ကားတွေပြုပြင်ရေးအဆောက်အဦမှာမိတွေလောင်နေကြောင်းပလိတ်ဌာနကိုဖုန်းတွေဝင်လာကြောင်းသူကပြောပါတယ်။အဲ့ဒါနဲ့ချက်ချင်းပဲပလိတ်အဖွဲ့တွေရောက်ရှိသွားချိန်မှာတော့ တက်စလာကားတော်တော်များများမြည်တွေလောင်ကျွမ်းနေတာတွေ့ရပြီးအစာဦးရဲ့ဝင်ပေါက်မှာ resist လို့ခေါ်တဲ့ခံပေတော့လို့အတိတ်ပဲဖွင့်နိုင်တဲ့စေးစာရီကိုစေးမှုတ်ထားတာတွေ့ရပါတယ်။အခုဆိုရင် American တနိုင်ငံလုံးမှာရှိတဲ့ပလိတ်အဖွဲ့တွေဟာတက်စလာကားနဲ့ပတ်သက်တဲ့တက်စလာကားပြကန်းတွေတက်စလာကားအားသွင်းတဲ့နေရာတွေအခုလိုပြုပြင်ရေးအစာဦးတွေမှာရှိတဲ့နေရာတော်တော်များများမှာအခုလိုအကျန်းဖက်တိုက်ခိုက်ဖြစ်ရှိခံနေရတာတွေကိုအစွမ်းကုန် ဖော်ထုတ်နေပါတယ်အဲ့ဒီ Tesla ကားပိုင်ရှင်ရဲ့ CEO ဖြစ်တဲ့ Elon Musk ဆာဆိုရင်တော့အမေရိကရဲ့ရိုးရင်းပျက်စီးနေတဲ့စီးပွားရေးတွေကို ပြန်လည်နှထုနလန်ထူအောင်မလိုအပ်တာတွေပိတ်ပင်တားဆီးနေချိန်မှာအခုလိုဖြစ်ပျက်နေကြောင်းသိရပါ Tesla ရဲ့ပိုင်ဆိုင်မှုစီးပွားရေးတွေကိုဖျက်လို့ဖျက်ဆီးလို့မှုဟာပြည်တွင်းအကြမ်းဖက်မှုလို့ယူဆကြောင်းပြောလို့ရကြောင်း American တရားရုံးချုပ်ရှေ့နေ Pamela Bond ကကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ် ပြီးတော့တစ်ဆက်ထဲမှာပဲသူကအခုတရားဥပဒေအနေနဲ့ဒီဖြက်လို့ဖြက်စည်းလောက်တာတွေမှာရည်ရွယ်ချက်ရှိရှိနဲ့တင်မင်းတကာမုံတီလက်စားချေမှုတွေကြောင့်လောက်ကြောင်းထင်ရှားခံရရင်တော့အဲ့ဒီလူဟာပြင်းပြင်းထန်ထန်နှစ်ရှည်ထောင်တန်းများချမှတ်ခံရသွားရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီ Tesla ဆက်ရုံမှာတက်ထားတဲ့စောင့်ကြည့်ရေးဗီဒီယိုကင်မရာများအရာအနောက်ရောက်ဝစ်ဆောင်ဝစ်ထားသူလူတယောက်ဟာ Tesla ကားတွေကိုတန်းတန်းနဲ့ပစ်ခတ်ပြီးနှစ်စီးကိုတော့ Molotov ခုတ်သေးလို့ခေါ်တဲ့လက်လုံဓာတ်စီပလင် ဖောက်ခွဲရေးပစ္စည်းများဖြင့်မိပြက်ခတ်၍မိရှုခဲ့ပါတယ်မပေါက်ကွဲသေးတဲ့ Tesla ကားတစ်စီးပေါ်မှာအဲ့ဒီပစ္စည်းတွေကိုတက်တေကံပစ္စည်းများဖြင့်ပလိတ်အဖွဲကရရှိထားပြီးဖြစ်ပါတယ်အခုမိရှုမှုပါတော့မိသူများကြိတ်ကြိုက်တရားရရှိမှုမရှိကြောင်းနဲ့မိသက်အဖွဲတွေအနေနဲ့လည်းအဲ့ဒီမိတွေဟာကားရဲ့ဘက်ထရီအစိတ်အပိုင်းတွေကို မလောင်ခင်မှာငြိမ်သက်နိုင်ခဲ့ကြောင်းလည်းသိရပါတယ် အဲ့ဒီအဖြစ်ပြက်နဲ့ဆင်တူမတ်လ23ရက်နေ့ကလည်းဘော့စတန်မြို့က shopping mall တစ်ခုရှိမှာ Tesla ကဘက်ထရီသွင်းတဲ့နေရာတွေရှိပါတယ်အဲ့ဒီဒီမှာလည်းမိရှုခံရပြီး9ရက်အကြာ New York မြို့လယ်မှာ Tesla ကအကြောင်းပြခန်းနဲ့ဝင်ပြီးတော့စန္ဒာတွေပြကြလို့လူ9ယောက်ကိုဖမ်းဆီးခံခဲ့ရပါတယ်ကော်လိုရာဒိုပြည်နယ်မှာလည်းအမျိုးသမီး2ဟာခုနပြောသလိုလက်လုတ်ဓာတ်ဆီထည့်ထားတဲ့ပလင်းတွေနဲ့ တက်စလာကားတွေကိုမီးရှို့ရန်ပြီးတော့ပလင်းတစ်လုံးနဲ့ရဓာတ်ကြီးတွေကိုတက်စလာကားပေါ်အကြောင်းပြကန်းနဲ့ရတက်စလာကားပေါ်ကိုလောင်းနေချိန်မှာပဲဖမ်းဆီးလိုက်မိကြောင်းသိရပါတယ်အခုလိုအပြုအမူတွေကအလွန်တရာမှားယွင်းပြီးစိုးပွားလာကြောင်းတက်စလာကုမ္ပဏီပိုင်ရှင် Elon Musk ကသူ့ရဲ့ X Media မှာဖော်ပြခဲ့ပါတယ် Elon Musk ဆိုဆိုရင် Tesla လျှက်စစ်ကားတွေကိုထုတ်လုပ်သူသာဖြစ်ပြီးအခုလိုဖြည့်ဆည်းခံရဖို့သူနဲ့မထိုက်တန်ကြောင်းပြောပါတယ် FBI နဲ့အတူပူပေါင်းပြီးအစိုးရအဖွဲ့နိုင်နေတာဝန်ယူထားတဲ့ FBI ရဲ့အထူးတပ်ဖွဲ့ဝင် Spencer Evans ကတော့ Las Vegas ကအင်္ဂါနေ့ကအဖြစ်အပျက်အတွက်အစွမ်းကုန်စ조사ဖော်ထုတ်နေပြီး သူဟာအဲ့ဒီအဖြစ်သမားတွေကိုမီဒီယာအနေနဲ့သင်ပြောလိုက်တာကတော့တင်တို့အခုလောက်ရဟာတာမန်ရာဇဝတ်မှုတစ်ခုမဟုတ်ပဲဘိုးအစိုးရရဲ့တရားမကြီးအမှုတစ်ခုဖြစ်ကြောင်းသတိပေးလိုက်ပါပြီ။ပြီးတော့သူက Fox News ကတင်ပြောလိုက်တာကတော့ အခုချိန်ကစပြီးတင်တို့ဟာ Tesla ကားဒါမှမဟုတ် Tesla နဲ့ပတ်သက်တာတွေမှန်သမျှကိုချိခိုက်ဖျက်လို့ဖျက်စီးလုပ်မယ်ဆိုရင်သတိသာထားပြီးတော့ငါတို့မင်းကိုရောမင်းကိုခိုင်းစေတဲ့သူရှိရင်အဲ့ဒီသူတွေပါအများဆုံးကြခံစေမဲ့ထုံတန်းငွေတန်းတွေရရှိသွားအောင်ဖြစ်ကြောင်း ရရှိသွားမှာဖြစ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ် Tesla company အနေနဲ့ကတော့ဒီမိရှုခံရမှုမှာထိခိုက်ဒဏ်ရာရသူတွေမရှိတဲ့အတွက် ငွေကြေးအရသာဆုံးရှုံးနှိမ့်နှံမှုတွေကျုံလာနိုင်မှာဖြစ်ပြီး stock ဈေးကွက်မှာလည်း Tesla ရဲ့ဈေးကွက်တွေကျဆင်းနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာမို့အခက်အခဲများကိုကြော်လွန်နေရချိန်လည်းဖြစ်ပါတယ်။အဲ့ဒီလို Tesla ရဲ့ stock ဈေးကွက်တွေကျဆင်းနေပေမဲ့လည်းသမ္မတ Trump ကတော့သူ့အလွန်နှစ်သက်သဘောကျတဲ့ Elon Musk ရဲ့ Tesla ကားကုမ္ပဏီကအနေရောင်ကားကလေးတစ်စီးကိုဝယ်ရှိလိုက်ပြီးသူ့အနေနဲ့ Tesla နဲ့အတူရက်ကြီးကြောင်းသတင်းတွေကိုပြီးခဲ့တဲ့ကျွန်တော်ရဲ့ ်ဗီဒီယို channel လေးမှာကြည့်ရှုနိုင်ပါတယ်။အဲ့ဒီအပြင်အီလွန်ကလွန်ခဲ့တဲ့သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာတော့အာကာသယာဉ်မှုနှုတ်ဦးကို ရှေ့ရက်ပဲအာကာသတဲကိုသွားအလုလုပြီးပြန်ခဲ့လို့ဆိုပြီးလွတ်လိုက်ရာသူတို့ရဲ့ယာဉ်ဆက်ချုပ်ရင်းမှု ဖြစ်ခဲ့တာကိုမကူညီနိုင်လစ်လျူရှုထားခဲ့တဲ့အတွက်ရှေ့ရက်အစားကိုလာတီတီအာကာသထဲမှာစွန့်ပစ်ခံထားရတဲ့သူနှုတ်ဦးကိုတော့အီလွန်မတ်စ်ကပဲ သူ့ရဲ့ SpaceX အကာသယာဉ်ကိုလွှတ်ပြီးတော့သူ့ကားရီမီးရှို့ခံလိုက်ရတဲ့မနေ့ကပဲကဘာမြေပြင်ပေါ်ကိုဘေးအန္တရာယ်ခင်းရှင်းစွာပြန်တရောက်အောင်တွားရောက်ခေါ်ယူပေးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးစာမလင်းနှင်းမောင်သာရှိရင်တော့ဒီအမှုအမှန်ပေါ်ပေါက်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ပရိသတ်ရဲ့ထင်မြင်ချက်လေးတွေကိုလည်းပြောခဲ့ပါအောင်ရေးပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့999 Promise USA News YouTube Channel you Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye